မန်ယူသင်းနီးပြရိုဘင်အာမိုရန်ကမနေ့ကရှင်ပြိုင်ခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဝက်ဆမ်အသင်းနဲ့တရေကြခဲ့တဲ့အတွက်ခံပြင်းပြီးဒေါသထွက်မိတယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီပွဲမှာမန်ယူသင်းက58မိနစ်မှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့83မိနစ်မှာခြေပဂိုးပြန်ပေးခဲ့ရတာကြောင့်သုံးမှတ်ရမယ့်အနေအထားကနေတမှတ်သားရရှိခဲ့တာပါ။ဒါကြောင့်အမိုရန်ကခံပြင်းကြောင်ပြောကြားခဲ့တာဖြစ်ပြီးခြေပေါက်ကိုပေးလိုက်ရတာကပြိုင်ဘက်အသင်းရဲ့အဝေးဘောတွေကိုတားဆီးဖို့ပြက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့လည်းသုံးသပ်ခဲ့ပါဗျ။ ခံပြင်းတဲ့ဒေါသထွက်တယ်ဒါပါပဲဒုတိယပိုင်းမှာကျွန်တော်တို့ပွဲကိုမထိန်ချုံနိုင်မှုဆိုတာကဒီနေ့ရဲ့ပြဿနာမဟုတ်ပါဘူးပထမဂိုးသွင်းပြီးတဲ့နောက်မှာကျွန်တော်တို့ second ball တချို့ဆုံးရှုံးခဲ့ရပါတယ်ဂိုးပေါက်ရဲ့အဝေးမှာတစ်ချိန်လုံးကောင်းခဲ့ဖို့ကြိုးစားခဲ့ရပါတယ်ဂိုးကအဝေးဘက်ကနေစတင်ခဲ့တာပါသူတို့က၃ရောင်းနဲ့ရင်ဆိုင်ပြီး second ball ရသွားပါတယ်ဒါကြောင့်ကျွန်တော်တို့ပိုကောင်းမှုလိုအပ်ပါတယ်ကိုထက်အရက်အများကြီးပုံမြင့်တဲ့အသင်းသင်းကိုအခုလိုတောက်ကန်ဖော်မျိုးခွင့်မပြုသင့်ပါဘူးလို့အောင်မရန်ကပြောကြားခဲ့ပါတယ် ်ဘောလုံးသုံးသက်သူအဖြစ်ဆောင်ရွက်နေတဲ့မန်ယူကစားသမားဟောင်းရန်ကင်းကလည်းမန်ယူအသင်းရဲ့ခံစင်းတဲ့ကွင်းလယ်မှာမေကွန်းထုတ်เสียကြီးကြီးမားမားရှိနေစေဖြစ်ကြောင်းသုံးသက်ပြောကြားခဲ့ပါတယ်။